အဲ့ဒီအလန်းတွေကိုခေါက်သိမ်းလိုက်တာကပိုပြီးကောင်းပါလိမ့်မယ်။အားလုံးပဲမိလားဗျာဒီမှာ sport page ကနေပြန်လေးကြိုလိုက်ပါရင်။ကျောင်းတော်ကဒီမှာအကြောင်းကို ပြန်ပြီးစဉ်းစားမိတဲ့ခါတိုင်းရှင်ထဲမှာဝဲနေခြင်းနေလေပါ။တတိယရဲဆိုတာခါရီယံပဲကောင်းတယ်ဆိုပေမဲ့ခေါင်းထဲမှာအမြဲလိုလိုပေါ်လာပြန်တော့လေပျော်စရာဆိုတာထက်မပျော်စရာတွေကပိုပြီးများတယ်လို့ပဲဆိုကြပါရင်။ဟိုခြင်းတဲ့ခါကြီးလည်းရှိသလိုပြိုခြင်းတဲ့ခါကြီးလည်းနေစဉ်ရက်ဆက်ဆိုရမှာပါဗျ။ရှိုးတွေကပြောကြတယ်မလွမ်းတင်းတော့တဲ့လူတယောက်ကိုပြန်ပြီးမလွမ်းတော့တာကမင်းအတွက်ပိုပြီးအဆင်ပြေပါလိမ့်မယ်နေလိ။ ဒါပေမဲ့လည်းကျွန်တော်တို့ဟာပိုးပလန်မျိုးတွေလို့ဆွဲမှာဖြစ်ပြီးတော့မလွမ်းတင်းတော့တဲ့လူတယောက်ကိုမှတစ်ခါတစ်ခါပြန်ပြန်ပြီးတော့လွမ်းနေမိခဲ့ကြတာပါအခုလည်းမလွမ်းတင်းတော့တဲ့လူတယောက်ကိုကျွန်တော်တို့ဟာလွမ်းနေမိခဲ့ကြရလို့ဆွဲမှာဖြစ်ပြီးသူကတော့နေပြည်မြို့စီရောက်သွားခဲ့တဲ့ Robert Wyland ဆိုတဲ့ဒိမတ်သားကျယ်ပွင့်စားပါပဲဖြစ်ပါတယ် Robert Wyland ဟာ Manchester United အသင်းစီကိုရောက်လာခဲ့ပြီးသူကငယ်စဉ်ကတည်းကအားပေးခဲ့ရတဲ့အသင်းမှာကစားခွင့်ရခဲ့တဲ့အတွက် AMT အကောင့်ထဲပေါ်နိုင်ခဲ့ပြီးဆိုပြီးတော့ဂျီနူဝမ်းသားနေခဲ့သူပါဒါပေမဲ့ Wyland အတွက်ကံကြမ္မာက United မှာအချင်းချာချာမပေးခဲ့ဘူးလို့ဆွဲမှာဖြစ်ပြီး သူအကြွမ်းတပြားမြောက်ဘောလုံးရာသည့်အဖြစ်ဖြတ်တန်းရတော့မဲ့အချိန်မှာနီးပြားသေးဖြစ်တဲ့ MRI ရဲ့လူစင်းမှာပါဝင်တော်ခြင်းရှိတဲ့အတွက်နိုင်ငံတကာဘောလုံးပွဲစဉ်အနေနဲ့ဆလော့ကိန်းမျိုးစုံကိုကစားခြင်းနဲ့ဆိုရင်တော့စင်ညာအင်းချန်ကြီးတရားကိုကိုစီမှာ iBack Conshin ကို5 minute အပါဝင်ဗမန်စိတ်နဲ့ဘောင်း556တို့ကိုအကောက်တင်ဖွင့်နိုင်တစ်ဆယ်ရာခိုင်နှုန်းဘောနဲ့နဲ့အတူစော်ကစားဖို့အတွက် Viber ဖုန်းနံပါတ်၄၀90 990ကိုခုပဲဆက်သွယ်လိုက်ပါနောက်လေသိန်းစီအပိတဲ့ဝယ်ယူခွင့်ဆိုတဲ့စာချုပ်နဲ့အငှားစင်လို့သွားခဲ့ပါရင်လက်ရှိနေပေမှာ ပြသနေခဲ့တဲ့ဖန်ဆောင်ရာနာပိုလီအသင်းအနေနဲ့ Robert Wyland ကိုစာချုပ်အပအချက်လက်တိုင်းရာသီကုန်မှာပြီးသက်ခေါ်ယူသွားပွဲရှိနေကြတာဖြစ်ပါရင် Robert Wyland ဟာ Manchester United ကိုလည်းချစ်လဲချစ်တယ်လို့ဒီအသင်းကနေထွက်ခွာလို့ခြင်းမရှိပဲပွဲထွက်ကစားပွဲအတွက်တိုက်ပွဲဝင်ဖို့အထိဆုံးဖြတ်ချက်တွေခိုင်းမှစွာချတာကဲသူပါဒါမဲ့လည်း Benjamin Shaw ကိုရောင်းရှိလာခဲ့ခြင်းနဲ့အတူ Robert Wyland တောင် Manchester United ကနေထွက်ခွာသွားရဖို့ဖြစ်လာခဲ့ပြီးသူသိချစ်တဲ့သူ့ရဲ့ငယ်ဘဝအိမ်မက်အသင်းဖြစ်တဲ့ Manchester United ကိုကြောခိုင်းသွားခဲ့ရပါရင်အခုဆိုရင်တော့ Wyland ဟာ Napoli အသင်းနဲ့အတူခြေစွမ်းပြဂိုးရင်းသွင်းနေယူနေတယ်လို့ ဒိမန်အသင်းနဲ့အတူလဲခြေစွမ်းပြဂိုးတွေအသေးယူကဂိုးဖန်လေးတွေပြုလုပ်နေပြီလဲဖြစ်ပါတယ်။ဘောလုံးအောက်ဆောင်နဲ့ပတ်သက်တဲ့ဇင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့မြန်မာ Sport Page ကိုလည်း Like and Follow လုပ်ပေးကြကြပါဦးခေါ်လိုက်များစီ။အစိုးရတိကျပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။